okay ခုဒီမှာဆိုလို့ရှိရင်ဒီပုံမှာလည်းအင်္ဂလိပ်ဖောင်ဒေးရှားပြောင်းထားတယ်ဒါပေမဲ့စာတကယ်ရေးတဲ့အခါမှာမြန်မာစာတွေပဲထွက်နေတယ်။ဘာကြောင့်ဒီလိုအရာဖြစ်ရလဲဘလို့ခြေနေမှာဖြစ်လေရှိလဲဆိုရင်တော့ကျွန်တော်တို့ဒီမြန်မာဖောင်ပြောင်းပြီးရေးလိုက်အင်္ဂလိပ်ဖောင်ပြောင်းပြီးရေးလိုက်နဲ့အဲ့လိုဖောင်နှစ်ခုလုံးကိုတစ်ပြိုင်တည်းပြောင်းလိုက်ရေးလိုက်လောရတဲ့အခါမျိုးတွေမှာဒီ error ကျွန်ရပါတယ်ကျွန်တော်တို့ဒီ error ကိုဖြေရှင်းဖို့ cyber မှာ icon တွေကိုပြတဲ့ဒီမျှကြည့်ကလေးတွေကိုဝင်လိုက်ပါဒီမှာကျွန်တော်တို့ရဲ့ key match ကမြန်မာဖောင့်ကြီးပြတာကိုတွေ့ရပါတယ် ဒါကြောင့်ဒီ error ကြီးတက်နေတာပေါ့နော်ဒီလိုဖြစ်နေတယ်ဆိုရင်ဒီညမ်းလို့ပေါ်နေတဲ့ key match ကို right click နေပြီး exit လုပ်လိုက်မယ်ဆိုရင်ရှားပါပြီဒီနည်းနဲ့ဒီပြဿနာတွေကိုအလွယ်တကူဖြေရှင်းလို့ရပါတယ်ဒါဆိုရင်ကျွန်တော်တို့ keyboard မှာ english font ကိုပြောင်းထားတယ်ဆိုရင်ရေးတဲ့အခါ english စာအမှန်တိုင်းထွက်ပြီးတော့မြန်မာ font ကိုပြောင်းပြီးရေးမယ်ဆိုရင်လည်းမြန်မာစာအမှန်ကပါအလုံးစင်ပြေလဲလို့ပြောနေပါတယ်